ဒီအားရှိတဲ့ငလင်တွေထက်လာဖို့က65ရာခိုင်နှုန်းအထက်မှာရှိနေတယ်ဆိုပြီးတော့မြန်မာနိုင်ငံမြင်းငလင်သတင်းများစင်တာကထပ်မံပြီးတော့ပြည်သူတွေကိုအရေးပေါ်သတိပေးလိုက်တာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ထပ်ပြီးတော့သတိထားပြီးနေထိုင်ဖို့လိုအပ်ပါ ರಿ ဒီကနေ့မနေ့မှာပဲလုံးဝကိုပြည်သူတွေမျောလင်းမထားတဲ့ငလင်ကဝန္ဒလီတိုင်းကိုအခြေပြုပြီးတော့ထပ်မံလှုပ်ပါ ರಿ ပြည်သူအများပြားထိခိုက်ဒဏ်ရာရမှုတွေလည်းရှိတယ်တချို့အထက်မြန်မာနေထိုင်တဲ့သူတွေကတော့ လုံးဝဝန်မနေရတော့ပဲနဲ့နိုင်ငံတကာရဲ့သူတို့ငလင်ကြုံတွေ့ရတဲ့အခါမှာသူတို့အတွေ့ကြုံရသမျှကို ကျွန်တော်တို့ကိုအသိပေးထားသလိုမျိုးပဲလုံးဝကြီးကို အထက်မြင့်မှာတလနှလားလောက်ထိကိုမနေထိုင်ကြတော့ပဲနဲ့ချန်အခြေကြီးပိုင်ဆိုင်တဲ့သူကရိုးရိုးအိမ်လေးတွေစောက်ကြတယ်တချို့ကြတော့ယာယီသဲရိနေပေါ့ဗျာဒါတော့နေထိုင်ရမှာပဲမမိအသက်လောက်အရေးကြီးတဲ့ຢာမရှိဘူးမမိအသက်ဒီစัจ java လာထက်တော့တန်ဖို့ရှိတာဖြစ်တယ်ကျွန်တော်တို့နိုင်ငံတကာရဲ့ မြန်မာအင်္ဂလိပ်ဘောအကြံပြုချက်တွေကိုကြည့်မယ်ဆိုရင်လည်းသူတို့နိုင်ငံမှာအင်္ဂလိပ်ကြီးတွေလှုပ်ပြီးသွားတဲ့အခါမှာအဲ့ဒီအင်္ဂလိပ်လောက်ကြီးမာတဲ့နောက်ဆက်တွဲအင်္ဂလိပ်တွေကတလအကြာနလအကြာမှာထပ်လုံနိုင်တာဖြစ်တဲ့အတွက်သူတို့နိုင်ငံကတော့လုံးဝကို နောက်3-4လလောက်ကြားတဲ့အထိကိုအထက်မြင့်မာနေထိုင်တဲ့သူတွေကမမိတို့နေအိမ်ကိုလုံးဝမနေထိုင်ဘူးဆိုတာကိုကျွန်တော်နေနေတွေ့ရတယ်။သူတို့ကလည်းအဒီတိုင်းပဲမြန်မာအင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့အကြံပေးကြပါရယ်။အခု online ပေါ်မှာပြန့်နှံ့နေတာကိုလည်းကျွန်တော်နေနေတွေ့ရတယ်။ တချို့သောပညာရှင်တွေကတော့နောက်ဆက်တွဲကလေးတွေကကြီးမားတော့မှမဟုတ်ဘူးဆိုရင်ဆရာမရှိဘူးဆိုပြီးတော့မလို့တာပညာရှင်ဦးနိုင်တို့ကအစတင်ထားခဲ့ပေမဲ့လေလုံးဝကိုပြောလို့မထားတာက9.5အဆင့်ထိတော့ပြန်လေရောက်ရှိလာခဲ့တာဖြစ်တဲ့အတွက်ဆိုရင်အမှတ်မှာပြန်လေရောက်ရှိခဲ့တာပဲဖြစ်ပါတယ်အများပြည်သူယုံကြည်နေရတဲ့ယုံကြည်ကြတဲ့မြင်းကလေးတွေများစင်တာကလေသူကိုယ်တိုင်ကမြန်မာနိုင်ငံရဲ့ငလေးဆိုရင်ဘက်က65ရာခိုင်နှုန်းအထက်ကိုတက်သွားပြီဖြစ်ကြောင်းအသိလင်းကိုကြီးညာထားတာပါ ပြီးတော့မြင်းကလေးနဲ့ပတ်သက်လာရင်ဘယ်သူမှအတိအကျကြိုပြောလို့မရပါဘူး။ဒါကြောင့်မလို့ငလေးနဲ့ပတ်သက်လာရင်တချို့သောဟိုကိန်းတွေကလည်းအတိအကျကိုမှန်ကန်သတ်ပါတယ်။မော်စလာနေဆက်ရှိနေမှာလာမယ့်ငလေးကြီးနဲ့ပတ်သက်ရင်ဆိုရင်လည်းဂျိုတင်ပြီးတော့ဟောထားတဲ့သူတွေအတိအကျကိုရှိတာပါ။ရင်ကလေးတဲ့မြစင်တာကလေဂျိုဒီဟိုဂိထုတ်မှုတွေရှိခဲ့တယ်လို့တစ်တော်မှာဆိုရင်လည်းဂျုံဆိုရဲဟိုဂိထုတ်တဲ့သူကမြင်းကလေးနဲ့ပတ်သက်ပြီးအတိအကျကိုဟိုဂိထုတ်ခဲ့ဘူးတာပါထိုနည်းသူပဲအခု တော့ပေါ်မှာနာမည်ကြီးဟောကိန်းထုတ်တဲ့သူကမြန်မာနိုင်ငံမှာအေဘီလာ20ရင်းနေမှာရန်ကုန်မြို့ကိုပါကြီးကြီးမားမားထိခိုက်ပေးငလင်ကြီးထက်လာနိုင်တယ်။မြမအိနီချင်းငါးနိုင်ငံကိုအကြီးကြီးထိမယ်ဆိုပြီးတော့ဂျိုသင်ဟောကိန်းထုတ်လိုက်ပြန်ပါပြီ။ဒါကတော့ပြည်သူတွေကိုဖျက်ချောက်တာလည်းမဟုတ်ပါဘူး။ဂျိုသင်တတိထားရင်တော့ကောင်းတာပေါ့ဗျာ။ဟောကိန်းတွေကတခါတလေကြရင်ငလင်ကအသိကျတော့မပြောနိုင်ဘူးဆိုပေမဲ့ကျွန်တော်အနေနဲ့တတိထားမှရပါမယ်။တချို့သောသုံးတတ်တဲ့ပညာရှင်တွေကတော့ငလင်ကြီးလောက်ကပ်ပြီးသွားပြီဆိုရင် after show ဟာဆိုရတဲ့ after show နဲ့မဆိုရတဲ့ after show ဆိုပြီးတော့မျိုးရှိတယ်တဲ့ပထမ after show ကတော့သူ့အနေနဲ့ငလင်ကြီးလောက်ခတ်ပြီးသွားတဲ့အခါမှာနောက်မင်းပိုင်းထုတ်မှုနိုင်ပိုင်းချာမှာ one ကနေ two register skill အဆင့်လောက်ရှိတဲ့ငလင်လေးတွေလာမင်းတပည့်စီနဲ့အာယောနဲ့သွားပြီပေါ့ဗျာဒုတိယ after show ကတော့3ကနေ4 4ကနေ5ဆိုတဲ့ကဲတဲ့ကျွန်တော်အဆင့်မီတစ်ဆင့် register skill ကလုံးဝတပြည့်ပြည့်နဲ့မြတ်တက်လာပြီဆိုရင်တော့ဖြစ်အဲ့ဒါကဆိုရင်ရမယ် after show လို့ဆိုထားပြီဖြစ်ပါတယ် အဲ့လိုမျိုးဆိုရင်တော့ပထမလှုပ်သွားတဲ့ငလင်ကြီးဟာရှေ့ပြေးငလင်ဖြစ်သွားမှာဖြစ်ပြီးတော့တကယ်ငလင်ကအဲ့ဒီနောက်ပိုင်းမှာလာပါမယ်လို့အချက်ပြရဲရှေ့ဦးငလင်ဆိုပြီးတော့ရေးသားဖော်ပြနေကြတာကိုလည်းတွေ့ရတယ်။ဒါကမမှန်ဘူးဆိုပြီးတော့ပညာရှင်တို့ကထောက်ပြခဲ့ပေမဲ့ဘသူကတော့ဒါကလုံးဝမားတယ်ဆိုပြီးတော့အတိအကျပြောနိုင်တဲ့သူမရှိပါဘူး။ဘလိုဝေးဖြစ်ဖြစ်ပါငလင်နဲ့ပတ်သက်လာရင်ပြည်သူတွေအနေနဲ့အရင်ရန်ကိုသတိထားမှရပါမယ်။ မြင်းကလေးသတင်းများစင်တာကတော့လုံးဝကိုပြည်သူတွေကိုတတိပေးထားလိုက်ပါပြီ။နောက်ဆက်တွဲကလေးတွေကပြင်းထန်နေတယ်။ပြင်းထန်နေတဲ့အပြင်ကမှဆက်လာမယ့်ကလေးရဲ့စိုးရိမ်ရမယ့်ရာခိုင်နှုန်းက65ရာခိုင်နှုန်းအထက်ကိုတူသွားပြီဖြစ်ကြောင်းအောက်တီးလေးကိုကြေညာထားလိုက်ပြီဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့နောက်ဆက်တွဲကလေးကိုလုံးဝမပေါ်စားကြဘဲနဲ့အခုကလေးကနေနောက်လာမယ့်ရက်တွေမှာလေးသတိချားကြဖို့ကိုတိုက်တွန်းပြစီပြဆက်လက်ပြီးတော့မလူဝတ္တသတင်းတွေကိုတင်ဆက်ပေးပါမယ်။မလူဝတ္တသတင်းနဲ့ပတ်သက်လာရင်တော့ ီကနေ့မှကြားတဲ့သတင်းတွေကစိတ်မကောင်းဘူးအဲ့ဒါကတော့အိန္ဒိယနိုင်ငံကပြည်နယ်တစ်ခုနဲ့နီပေါ်နိုင်ငံမှာမိုးထူးမုန်တိုင်းတိုက်ပြီးတော့လူခဏဆယ်ကျော်သေဆုံးသွားတဲ့ကိစ္စပါအင်မတန်မှစိတ်မကောင်းဖြစ်မိပါတယ်သဘောကဘေးအန္တရာယ်တွေနဲ့ပတ်သက်လာလို့ရှိရင်တချို့သောမိုးလူဝသတွေကကျွန်းတင်ခံမှန်းလို့ရပါမယ်လေတကယ်လက်တွေ့မှာတော့ခံမှန်းချက်တွေနဲ့ကွဲသွားတတ်ပါတယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လည်းမိုးလူဝသနဲ့ပတ်သက်လို့ရှိရင်မိုးကတလဲမပါပြီးရွာမင်းတလဲမပါပြီးရွာမင်းအဆရှိတဲ့ပြည့် ခံမှန်းထားကြပေမဲ့တကယ်လက်တွေ့မှာ၃လမှအထိ၄လမှအထိဖြစ်သွားတတ်တာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒီတိုင်းမှာပဲခုခါမှလေလုံးဝကိုမျောလို့မထားတဲ့အရာကအိန္ဒိယနဲ့ဒီပေါ်နိုင်ငံမှာဖြစ်သွားခဲ့ပြီးမိုးချိုးမုန်တိုင်းကြီးတိုက်ပြီးတော့တခါတည်းပဲလူကရင်ဆက်ကျော်သေဆုံးသွားတာကိုလည်းစိတ်မကောင်းစားပဲကျွန်တော်တို့တွေ့တွေ့ရပါတယ်ဗျာ။ရောင်းနေကမိုးလို့ဝတာနဲ့ပတ်သက်ပြီးမြို့သားပညာရှင်ဦးဝင်းနိုင်ရဲ့သင်ပြချက်တွေကိုဆက်လက်ပြည်သက်တွေကိုတင်ဆက်ပေးပါမယ်။ အပီလာ73ရင်းနေ14ရင်းနေ15ရင်းနေတော့ဘလို့သာကြိုတင်ခမ်းမန်းချက်များဆိုပြီးတော့ဝင်းနိုင်ကတင်လာပါရီဒီနေ့အပီလာ73ရင်းနေနေ့လယ်12နာရီတိ ER တိုင်းရောင်းဝန်တိုင်းဘကူတိုင်းနေပြီးတော့ Sky တိုင်းအထက်ပိုင်းရင်ချမ်းမီနေအရှိပိုင်းတို့ကိုအနောက်တောင်ပင်လယ်ပြင်မှာတိမ်များရွဝင်ရောက်လာတာကိုတွေ့ရပါရီဒီနေ့73ရင်းနေညနေပိုင်းမှာရောင်းဝန်တိုင်းဘကူတိုင်း ER တိုင်းနေပြီးတော့ကရင်ပြည်နယ်နဲ့ကယားပြည်နယ်မန္တလေးတိုင်းနေချမ်းမီနေအရှိပိုင်းတွေမှာမိုးတင့်တင့်ထိချုံရပြီးနေရာကွက်၍မိုးများနေပါရီ ချက်ပြီးအေဘီလာဆလီနီမှာမိုးများနိုင်မိုးကြီးနိုင်မဲ့ဒေသတွေကတော့မန္တလေးတိုင်းနေပြီးတော့ဘူးရိုးမှာရှိချမ်းရောင်မန္တလေးအမြန်လန်းတလျှောက်မှာမိုးတတိမှာမိုးများနိုင်တဲ့အခြေအနေများဖြစ်ပေါ်နိုင်ပြီလို့ဝိနိုင်ကဆိုထားပြီဖြစ်ပါရီအေဘီလာဆငိုင်းနီမှာတော့မန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနေပြီးတော့ဘူးတိုင်းအရှိချမ်းနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာမိုးတတိမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်အကြောင်းလေးသိရပါရီ